လီဗာပူးအသင်းကစပါးအသင်းကို၅ဂိုးတကူနဲ့အနိုင်ရပြီးဒီယာဒီပရီးမီးယားလိဖလားကိုရိုက်ဝင်နိုင်ခဲ့တဲ့နောက်အသင်းကောင်းဆောင်ဗန်ဒိုက်ကသူတို့ဟာပရီးမီးယားလိချန်ပီယံဖြစ်ဖို့အမှန်တကယ်ထိုက်တန်တယ်လို့ပြောခဲ့တာပါဗန်ဒိုက်ကဒါကထူးခြားပြီးကျွန်တော်တို့လုပ်ခဲ့တဲ့အရာတွေကအံ့ဩစရာကောင်းပါတယ်ပွဲမတိုင်မီတစ်ပတ်လုံးအတွင်းမှာစိတ်ခံစားမှုတွေအများကြီးရှိခဲ့ပါတယ်ကျွန်တော်တို့ကအလုပ်ကိုပြင်းပြအောင် လုပ်နိုင်ခဲ့ပြီးအင်္ဂလန်ချန်ပီယံဖြစ်ဖို့အမှန်တကယ်ထိုက်တန်ပါတယ် ကဘာပေါ်မှာအလှပဆုံးအတင်အတွက်ကျွန်တော်ကတော့ဒီအရာလေးအားလုံးနဲ့ထိုက်တယ်နေလို့ထင်ကြောင်း Sky Sport ကိုပြောခဲ့တာပါ Liverpool တင်ရ Sporting ကို၉ပြတ်အနိုင်ရရှိခဲ့တာကြောင့် DRT Premier League ပွဲစဉ်တွေကစားဖို့၄ပွဲတာကြံရှိတော့ချိန်မှာအမပေးစရာအဆင့်နဲ့နေရာက Arsenal အတင်ကိုရမှတ်၅မှတ်ဖြတ်ထားနိုင်ခဲ့ပါတယ်အဲ့ဒါကြောင့် Liverpool အသင်းအားထိတ်တန့်သည့်အမှတ်ပြဖလာကိုအကြိမ်20မြောက်ရယူနိုင်ခဲ့ပြီး United အသင်းနဲ့အရေးတွက်ချင်းတူညီသွားခဲ့တာပါ Liverpool အသင်းအား Premier League ဖလာကိုနှစ်ပေါင်း30ကြာမှပထမဆုံးအကြိမ်ရယူနိုင်ခဲ့တယ်2020ခုနှစ်က COVID ကာယရောဂါဖြစ်ပွားနေခြင်းဖြစ်လို့ ကွင်းတွင်းမှာပြိတက်တီမှာပါပဲအောင်ပွဲခံမှုပြုလုပ်ခဲ့ရပါတယ်။အခုချိန်မှာတော့ Liverpool အသင်းဟာပြိတက်တီရဲ့အရှိမအကြီးကျယ်အောင်ပွဲခံမှုတွေပြုလုပ်ခဲ့ကြတာပါ။ Liverpool အသင်းကိုပထမဆုံးကင်တွဲတဲ့ရာသီမှာ Premier League ဖလားရယူပေးနိုင်ခဲ့တယ်။နီပြအနီစလော့ဟာနီပြဟောင်းကလော့ပ်ကိုဂုဏ်ပြုတဲ့အနေနဲ့ကွင်းတွင်းမှာအောင်ပွဲခံခြင်းသူ့ရဲ့နာမည်ကိုတည်ဆုံမှုပြုလုပ်ခဲ့ပါတယ်။ အဒီပီအန်နီစလော့ကပရီးမီယားလိဂ်ဆူဖလာအတွက်အသင်းနဲ့ပတ်သက်တဲ့သူတွေအားလုံးကိုဂုဏ်ပြုခဲ့ပြီး35နှစ်အတွင်းဒုတိယမြောက်ဆူဖလာဆိုတာကိုမေ့ထားကငါးနှစ်အတွင်းဒုတိယမြောက်ဖလာဖြစ်တယ်လို့ပြောခဲ့တာပါလီဗာပူးအသင်းအားလာမယ့်ပရီးမီယားလိဂ်ပွဲစဉ်ဖြစ်မေလ၄ရက်မှာချက်ဆီအသင်းအင်ဂွင်းတွားရောက်ရှင်ပြိုင်ရမှာဖြစ်ပါတယ်